မင်္ဂလာပါခုချိန်ကစပြီးတော့အော်တိုဘားလ14ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအာမီပါ ရခိုင်မကွေးစစ်မျက်နှာတင်မာမှုဒီညရေကန်တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ဒီနေ့ရက်တဲ့အစီအစဉ်ကိုစပါမယ်အခု အောက်တိုဘာလဇန်ပိုင်းဟာဆိုရင်အာရခတတ်တော် AA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေအတွက်တော့စစ်ရေးအသာစီးရနေခြင်းလို့မြေပြင်တရင်အရေးမြစ်တွေကဆိုပါတယ်အကြောင်းကတော့စက်တဘာလကုန်ပိုင်းနဲ့ဒီအောက်တိုဘာလဇန်ပိုင်းအခုအောက်တိုဘာလဒုတိယအပတ်အထိပေါ့လေညရေကန်ဗျူဟာကုန်းရဲ့အဓိကကာကွယ်ရေးစခန်းတွေ ဖြစ်တဲ့ခုတ်ကြီးစခန်းနဲ့ဖိုက်တာကုန်းတို့ ကိုတော်လှန်ရေးတပ်ဖွဲ့တွေကထပ်မံသိမ်းပိုက်နိုင်ခဲ့လို့ဖြစ်ပါတယ်။နောက်ပြီးတော့ကဘာလုံးပြူဟာကုန်းကိုလည်းပိတ်ဆို့ပြီးတော့တိုက်ခိုက်နေကြပါတယ်။စစ်ကော်မရှင်ဘက်ကတော့ဒီအရေးပါတဲ့ပြူဟာကုန်းကိုကာကွယ်ဖို့တပ်မကိုကိုကိုအဓိကသုံးခဲ့ပေမဲ့တိုက်ပွဲပြင်းထန်မှုတွေကြောင့်ဒုတိယနီးပြူဟာမှုအပါအဝင် အများအပြားသေဆုံးဒဏ်ရာရပြီးတော့အထိနာခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကော်မရှင်တပ်တွေဟာလက်ရှိအော်တိုဘာလဒုတိယအပတ်ထဲမှာတော့အင်အားဖြစ်တင်ပြီးတော့ခုခံနေရပါတယ်။နယ်ရီကန်နဲ့ဆယ်မိုင်အကွာက ကပ္ပါစာ14နဲ့၄၉လေးတက်ရင်နားမှာပါနှစ်ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။ ။နှဲ့ရီကန်ဟာတုံးလိုက်ဤတက်ဖွဲ့တွေအတွက်ပသိမ်မုံရွာလမ်းမကြီးပေါ်ကိုခြေချနိုင်မဲ့မဟာဗျူဟာဝင်ပေါက်ဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့စစ်လက်နဲ့စခန်းတွေကိုထိုးစစ်ဆင်နိုင်မဲ့အခွင့်အရေးဖြစ်တာကြောင့်နှစ်ဖက်စလုံးကအပြင်းထန်တိုက်ခိုက်နေကြတာလို့ဆိုပါတယ်။ရှမ်းပြည်မြောက်ပိုင်းနမ်ဆန်မြို့နယ်တဲကဒီအရန်ကိုစိတ် မကောင်းစရာပေါ့လေစိတ်မကောင်းစရာတည်တဲ့ပုံနဲ့ကျွန်မဆက်ချင်ပါတယ်ဒီနေ့အော်တိုဘာလ14ရက်နေ့မနက်9:00နာရီခွဲလောက်မှာတအန်းတက် DNL ကထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့နယ်အုံစွမ်းမြွာကိုဒီစစ်ကော်မရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာဆိုလို့ရှိရင်အရက်သားတွေကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့တာထင်ရှားပါတယ်ဘုံလေးလုံးကျဲချခဲ့လို့ ရှစ်တန်းချောင်းသူအသက်16နှစ်အရွယ်လွေးတင်းတင်းနွယ်ဟာနောက်ကျောဘုံစားထိမှန်ပြီးတော့အသက် ဆုံးရှုံးသွားခဲ့ရပါတယ်။သူ့ရဲ့ညီမဖြစ်သူငါရန်ချောင်းသူအသက်15နှစ်အရွယ်လွေးမေတင်းနွယ်ကတော့အပြင်းထန်ဒဏ်ရာတွေနဲ့ဆေးကုသနေရတော့မှဒါအပြင်အိမ်လေးလုံးလည်းထိမှန်ပျက်စီးခဲ့ပြီးတော့အိမ်မွေးတိရိစ္ဆာန်တွေပါဆုံးရှုံးခဲ့ရပါတယ်။စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ချောင်းတွေကိုပါပြစ်မှတ်ထားနေတာကိုမင်းရဖြစ်ရက်ကလည်းတက်တေပြနေပါတယ်။ တိုဘာလ23ရက်နေ့မနေ့တုန်းကဆိုလို့ရှင်လေဒီနမ်ဆန်မျိုးနယ်တဲကကရာကြီးရွာစာတင်ကျောင်းကိုတိုက်ခိုက်ခဲ့တဲ့အတွက်အသက်16နှစ်အရွယ်ကျောင်းသားတယောက်ဒဏ်ရာရခဲ့ပြီးတော့ကျောင်းဆောင်နှစ်ဆောင်ပျက်စီးခဲ့ရပါတယ်စစ်ကော်မရှင်တပ်ရဲ့နေစဉ်ရက်ဆက် တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ကလေးငယ်တွေရဲ့အသက်အိုးအိမ်လုံခြုံမှုဟာအချိန်တိုင်းချိန်ချောက်ခံနေရတာဖြစ်ပါတယ် ချင်းပြည်ဟာခါမှာလည်းဒီလေချောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။မနေ့ကဒီအောက်တိုဘာလ23ရက်နေ့မနက်10:00နာရီလောက်မှာချင်းပြည်ဟာခါမြို့နယ်တဲကဗန်ဟားရွာမူလရန်ကျောင်းကိုစစ်ကော်မရှင်တပ်ကလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာဆိုလို့ရှိရင်မူလရန်ကျောင်းကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့တာဖြစ်ပြီးတော့အသက်9နှစ်အရွယ်မူလရန်ကျောင်းသားလေးတွေအပါအဝင် ကလေးငယ်၂ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါ့အပြင်ကလေးငယ်၃ယောက်ကလည်းပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းအဆောက်အုံတစ်ခုလုံးအပါဝင်ပေါ့လေအနားမှာရှိတဲ့လူနေအိမ်တချို့ပါဘုံစားထိမှန်ပြီးတော့ပျက်စီးသွားခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။စစ်ကော်မရှင်ရဲ့ဒီလိုစာတင်ကျောင်းတွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်နေတဲ့လုပ်ရဟာနိုင်ငံတော်အပြစ်မဲ့ကလေးတွေရဲ့အသက်အန္တရာယ်ကိုအချိန်တိုင်းချိန်ချောက်နေတာ ပဲဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပေါ်လူထုကစိတ်ဝင်စားမှုအားနည်းနေတဲ့အကြောင်းနဲ့ဆက်ပါမယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကပထမပိုင်းအနေနဲ့ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုရဲ့စိတ်ဝင်စားမှုဟာလုံးဝနှိပါအားနည်းနေတယ်လို့နိုင်ငံရေးလှိလာစောင့်ကြည့်သူတွေကထောက်ပြလိုက်ပါတယ် မျိုးနယ်တရား2မျိုးနယ်အတွက်မဲဆင်းတွေကိုစက်တင်ဘာလ30ကနေအောက်တိုဘာလ23ရက်နေ့အထိကတ်ထားခဲ့ပေမဲ့နေပြည်တော်လိုမျိုးနေရာမှာတော့မလာကြည့်တဲ့သူမရှိတလို့နေပါနေတယ်လို့ဆိုပါတယ်။ကချင်၊ရှမ်းမြ၊မွန်၊ကရင်ချင်းနဲ့တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်းမဲဆင်းလာကြည့်တဲ့သူမရှိဘူးလို့ဆိုကြပါတယ်။ဒီလိုမျိုးဖြစ်ရတဲ့အဓိကအကြောင်းရင်းက3ချက်လို့ဆိုရမှာပါ။ပထမတစ်ချက်ကတော့ယုံကြည်မှုလုံးဝမရှိတော့တာဖြစ်ပါတယ်။2020ရွေးကောက်ပွဲရလဒ်ကို ိုပယ်ဖြတ်ပြီးတော့အာဏာသိမ်းခဲ့တဲ့စစ်ကော်မရှင်ရဲ့လုပ်ရကြောင်းဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်လည်းတရားဝင်မှုရယူဖို့လုပ်နေတဲ့အတုအယောင်သာဖြစ်တယ်လို့လူထုကသတ်မှတ်ထားတာပါဒုတိယကတော့ဖိနှိပ်မှုနဲ့အကြောက်တရားပါရွေးကောက်ပွဲကိုစန့်ကျင်တဲ့သူတွေကိုတည်ထန်အထိချမှတ်နိုင်တဲ့ဥပဒေတွေကိုထုတ်ပြန်ချိန်ချောက်တာကြောင့်ပြည်သူတွေဟာကြောက်ရွံ့ပြီးတော့မဲပေးတဲ့လုပ်ငန်းမှာတော့မပါဝင်ပဲရှောင်နေကြတာလို့လည်းသုံးသပ်ကြပါတယ် နောက်ဆုံးအချက်ကတော့လုံခြုံရေးအခြေအနေပါနိုင်ငံတဝန်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မြို့နယ်တရားနှစ်ခုမှာပေါ့လေဒီတရားနှစ်မြို့နယ်မှာတော့မှာရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ပါမလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။တချို့နိုင်ငံရေးပါတီတွေကဒီရွေးကောက်ပွဲအတွက်စည်းရုံးရေးတွေကိုစပြီးတော့လုပ်နေပေမဲ့ပြည်သူလူထုကစိတ်ဝင်စားမှုမရှိတာကြောင့်စစ်တပ်ကြောထောက်နောက်ခံလှုပ်ထားတဲ့အင်အားကြီးပါတီတွေကပဲအသာစီးရသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နေ တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒေသအတွင်းအဖွဲ့အစည်းဖြစ်တဲ့အာဆီယံအပေါ်မြန်မာအရေးနိုင်ငံတကာဖိအားပေးမှုတွေကဒီကနေ့မှတည်တည်တတ်တမြင့်တက်လာပါတယ်။မြန်မာအရေးအထူးအကြံပေးကောင်စီ SACM ကိုတည်ထောင်တဲ့သူတွေဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းတွေအပါအဝင်ကျွမ်းကျင်ပညာရှင်၅ယောက်ဟာလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာအရေးအတွက်နောက်ဆုံးအခွင့်အရေးအဖြစ်သဘောထားဖို့တိုက်တွန်းလိုက်ပါတယ်။သူတို့ရဲ့ဒီကနေ့အ ောက်တိုဘာလ14ရက်နေ့ထုတ်ပြန်ချက်ရဲ့အဓိကတောင်းဆိုချက်ကစစ်ကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကလုံးဝစန့်ကျင်ပယ်ချဖို့ပဲဖြစ်ပါတယ်။ SACM ရဲ့အဆိုအရချောင်းဦးမျိုးနယ်မှာအရတား26ရောက်တပ်ဖြတ်ခံရတာမျိုးအပါအဝင်စစ်တပ်ဟာအရတားတွေအပေါ်အကြမ်းဖက်မှုတွေကိုတိုးပြီးတော့လုပ်နေတာရွေးကောက်ပွဲကိုတရားဝင်ကြောင်းဝါဒဖြန့်နေတာတွေလုပ်နေတာကြောင့်ဒီရွေးကောက်ပွဲဟာတရားဝင်မှု လုံးဝမရှိဘူးလို့ဆိုပါတယ်ဒါကြောင့် ASEAN အနေနဲ့ဒီရွေးကောက်ပွဲကိုပယ်ချယုံတာမကစစ်ကော်မရှင်ကိုတရားဝင်မှုမရှိသူအဖြစ်သတ်မှတ်ဖို့နဲ့ အကျန်းဖတ်မှုမရဘူးဆိုရင်အစင်အလိုက်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ဖို့အစီအစဉ်တွေကိုပါပြက်ပြက်တသားလှုပ်ဆောင်တင်တယ်လို့တိုက်တွန်းလိုက်ပါတယ်။မကြသေးခင်ကမလေးရှားနိုင်ငံသားရေးဝင်ကြီးရဲ့ခီးစဉ်ထဲမှာတော့ဒီမြန်မာနိုင်ငံရဲ့ပြည်ထနာကိုအလုံးပါဝင်ဖြည့်ရှင်းဖို့လိုအပ်တယ်လို့ပြောသွားပြီးတော့မလေးရှားနိုင်ငံသားရေးဝင်ကြီးကအလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ဖို့နဲ့ရွေးကောက်ပွဲဖြစ်ရင်အာဆီယံအဖွဲ့ဝင်နိုင်ငံအလုံးကိုလေးလာသူတွေအဖြစ်ဖိတ်ကြားဖို့တောင်းဆို ခဲ့ပါတယ်အခုဆက်ပြီးတော့နိုင်ငံတကာ သတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကဒီစစ်ရေးဆိုင်ရာသတင်းတွေရေးသားနေတဲ့သတင်းနောက်တွေကိုပင်တဂွန်ရဲ့ကြိုတင်ခွင့်ပြုချက်မရှိတဲ့သတင်းတွေမထုတ်ဖို့အပါဝင် စီမံစည်းကမ်းအသစ်တွေမှာလက်မှတ်ရေးထိုးဖို့ပြောလိုက်ပါတယ် လက်မှတ်မထိုးဘူးဆိုရင်တော့သတင်းထဝင်ခွင့်ကပ်ပြားတွေကိုဘုတ်တခုနေ့မှာပြန်အပ်ရမယ်လို့လည်းပြောလိုက်ပါတယ်ဒီတောင်းဆိုချက်ကိုသတင်းအဖွဲ့အစည်းအများအပြားကလက်မခံမဲသူတို့အနေနဲ့လက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့လည်းဆိုပါတယ် တနင်္လာနေ့မှာပင်ဒဂွန်ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ဒီစီးမြင်မလိုက်နာတဲ့သတင်းတောက်တွေစီကန်းသစ်တွေကိုလက်မှတ်မရေးထိုးတဲ့သတင်းတောက်တွေဟာပင်ဒဂွန်ကမောင်းထုတ်တာကိုခံရနိုင်တယ်လို့ချိန်ချောက်ထားပါတယ် CNN, Reuters, AP, New York Times, Washington Post, The Atlantic နဲ့ NPR စတဲ့ American သတင်းဌာနတွေကတော့သူတို့ရဲ့သတင်းထောက်တွေအနေနဲ့ပင်ဒဂွန်ကိုဝင်ခွင့်ရဖို့အတွက်နဲ့စာရွက်စာတမ်းတွေကိုလက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့ဆိုထားကြပါတယ်။တရုတ်နဲ့ American နိုင်ငံတွေက တပတ်နိုင်ငံကတင်မောတွေကိုတင်မောစိတ်ကန်းခွန်တွေကို စကောက်ခံလိုက်ကြပါတယ်တရုတ်နိုင်ငံကတော့တရုတ်မှာစောက်ထားတဲ့ဒီတင်မောတွေကိုတော့အာစိတ်ကန်းခွန်ကောက်မှာမဟုတ်ဘူးလို့ပြောပါတယ်ဒီပင်လယ်ကူးတင်မောကြီးတွေကကလေးကစားစရာကနေလောင်စာစီတွေအထိပစ္စည်းတွေအားလုံးကိုသမုတ်တရားကြီးတွေကိုဖြတ်တန်းပြီးတော့တယ်ပို့နေကြတာပဲဖြစ်ပါတယ်တရုတ်အစိုးရပိုင်း CCTV ကသတင်းကြေညာရမှာတရုတ်အနေနဲ့ချွင်းချက်ထားထားတဲ့ ချက်တွေဥပမာဒီတင်မောပြင်ဖို့အတွက်လာရင်အခွန်ကင်းလုပ်ခွင့်ပြုမယ်ဆိုတာမျိုးတွေကိုပယ်ဖြတ်လိုက်တယ်လို့ဆိုပါတယ်အမေရိကန်အနေနဲ့လည်းအခွန်ခတွေကိုအော်တိုဘာလ14ရက်နေ့ပေါ့လေဒီနေ့ကစပြီးတော့ကောက်ခံသွားမှာဖြစ်ပါတယ်ကျွမ်းကျင်တဲ့သူတွေကတော့အခွန်ကောက်ခံမှုတွေကိုလုပ်ခဲ့ရင် တရုတ်ပိုင်းဒီအာကော့စကူကအထင်အရှားဆုံးဖြစ်ပြီးတော့2026ခုနှစ်တနစ်ထဲမှာတင်အခွန်က 3.2ဘီလီယံဒေါ်လာလောက်ပေးရဖို့ရှိတယ်လို့ဆိုပါရယ်ရှန်ဟိုင်းစတော့ရှယ်ယာဈေးကွက်မှာလည်းစီးရင်ဝင်တဲ့ဒီ Costco ရှယ်ယာတွေကတော့ဒီကနေ့ကုန်သွယ်မှုမှာနှစ်ရာခိုင်နှုန်းဈေးမြင့်တက်သွားပါတယ်ကုမ္ပဏီဖို့ဖွဲ့ကလာမယ့်3လအတွင်းမှာဒီနှုန်းထားအတိုင်းထိန်းထားနိုင်ဖို့ ਨੇ ရှယ်ယာရှင်တွေရဲ့စိတ်ဝင်စားမှုရှိဖို့ယွမ်1.5ဘီလီယံတန်ဖိုးရှိတဲ့ကုမ္ပဏီရှယ်ယာတွေကို ပြန်ဝယ်ယူဖို့ဆုံးဖြတ်ချက်ချထားပါတယ် တချိန်ကဆလိတ်တောက်တုံးမှုအများဆုံးဖြစ်ခဲ့တဲ့ရှေ့တောင်အာရှဒီတာဟာဆိုလို့ရှိရင်ဒီအဲ့ဒီဒီတာထဲမှာရှိတဲ့အမျိုးသားပေါ့လေ၄ယောက်မှ၃ယောက်ကဆလိတ် ောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီဒေတာကြီးတစ်ခုလုံးမှာဆလိတ်တောက်တဲ့သူဟာလူဦးရေရဲ့၄ပုံတစ်ပုံလောက် short ချနိုင်ခဲ့ပါတယ်။အခုဆိုရင်ကမ္ဘာဆလိတ်အတောက်ဆုံးဒေတာကဥရောပဖြစ်သွားပါတယ်။အရှိတောင်အာရှဟာ2010ကစပြီးတော့ဆလိတ်တောက်သုံးတဲ့နှုံးကတိတိတတရော့ကျအာ short ချတာပေါ့လေ short ချလာနိုင်ခဲ့ပါတယ်။ရော့ကျသွားခဲ့ပါတယ်။အရင်ကကမ္ဘာမှာတဦးချင်းတစ်ယောက်ချင်းပေါ့လေဆလိတ်အတောက်ဆုံးဒေတာဖြစ်ခဲ့ရ ာကနေအခုဆိုရင်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့စီးရင်မှာဒုတိယနေရာကိုရောက်သွားခဲ့ပါပြီ။ ဒါဟာဘာလို့အရေးကြီးလဲဆိုလို့ရှိရင်တော့ဒီအရှိတောင်အာရှဒေသဟာကမ္ဘာလူဦးရေရဲ့၄ဘုံတဘုံနေပါနေထိုင်ပါတယ်။ရာစုနှစ်ကူးပြောင်းတဲ့အချိန်2000ခုနှစ်လောက်မှာအရှိတောင်အာရှဒေသမှာအသက်15နှစ်နဲ့အထက်လူဦးရေရဲ့90ရာခိုင်နှုန်းက14တောက်ပါတယ်။2030မှာတော့လူ9ယောက်မှာတစ်ယောက်လောက်ပဲ14တောက်တဲ့သူ ရှိတော့မယ်လို့ခန့်မှန်းထားပါတယ်။ WHO ကကောက်ခံရရှိထားတဲ့အချက်အလက်တွေအရဆိုရင်2010ခုနှစ်က ဆလို့15နှစ်အတွင်းမှာကမ္ဘာအနှံ့ဆက်လိဖြတ်တဲ့သူတန်း120ရှိပြီးတော့အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ဆက်လိတောက်သုံးတဲ့သူထောက်ဝက်ကျော်ဟာဆက်လိဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ် ကဘာမှာ လူဦးရေရဲ့၅ပုံတပုံအဒီ၅ရောက်မှာတယောက်ဟာဆိုလို့ရှင်ရဲ့ဆက်လိတ်နဲ့ဆေးရွက်ကြီးသုံးဆွဲနေစေဖြစ်ပါတယ်အရှိတောင်အာရှဟာကဘာဆေးရွက်ကြီးသုံးဆွဲသူတွေရဲ့၅ပုံတပုံ နေထိုင်နဲ့နေထိုင်စေဖြစ်ပြီးတော့ဒီအမျိုးသားတွေရဲ့၄ပုံတပုံနဲ့အမျိုးသမီးတွေရဲ့၇ပုံတပုံဟာဆိုလို့ရှင်ရဲ့ဆက်လိတ်တောက်ကြသေးတယ်လို့ဆိုပါတယ် တရင်နဲ့မီရာကွန်ရဲ့ NMG သတင်းဌာနကပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့ထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။